နဲ့တို့ဒီမှာ3နောက်ပိတ်3ထိတ်5နောက်ပိတ်335လို့ဇောင်းထိုးတာတာဒီမှာတကက်ရှိနော်ဒုတိယကတ်မှာလည်းအဲ့လိုပဲ335လို့ဇောင်းထိုးတာတာဒီမှာတကက်နှစ်ကတ်ပေါ့နော်ကောင်းပြီဒါဆိုရင်နဲ့တို့ဒီမှာ335လို့3ကတ်ရှိတာပေါ့နှစ်ဦးမှာ335လို့ဖြစ်စင်3ကတ်ရှိတယ်ပေါ့နော်ကောင်းပြီအဲ့လို အဲ့ဒီ335လို့ဖြစ်လိုက်တာ ਨੇ ဒီနှစ်ထဲမှာเนาะသူနဲ့တိုင်ပင်กว่าဟုတ်အတူတူပဲ72ချိန်နဲ့73ချိန်မှာ72ချိန်နဲ့73ချိန်မှာဒီသုံးလုံးပေါင်းခြင်းဟာပုံသေးနှစ်လို့ထင်မယ်နှစ်ရဲ့နှစ်ခက်ဒီ၄ပြိတ်လို့ထင်เนาะအဲ့တော့ဒီမှာလဲအဲ့လိုပဲ335လို့ဖြစ်တယ်သူနဲ့တိုင်ပင်กว่าဝေးတူတူ72ချိန်နဲ့73ချိန်ပါဒီသုံးလုံးပေါင်းခြင်းနှစ်လို့ထည့်မယ်နှစ်ရဲ့နှစ်ခက်၄ပြိတ်လို့ကစားမယ်เนาะဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ335လို့ ဖြစ်လိုက်တဲ့အတွက်သူနဲ့တိုင်မယ်ကွာဝဲတူတူမှာဒီသုံးလုံးကနှစ်နှစ်ရဲ့နှက်ခတ်လေးလို့လေးပရိတ်လို့သူကစားလိုက်တာပေါ့နော်အဲ့တော့အဲ့လိုဒီကစားဖို့အတွက်ကိုသူကဘာတွေထောက်ခဲ့ရမလဲဆိုတော့ဒီနေရာမှာတင်းနောက်ပိတ်သုံးနောက်ပိတ်ကသုံးထိတ်လို့ထောက်တယ်ထောက်ပြီးတော့မှဒီသုံးလုံးနှစ်နှစ်နှက်ခတ်လေးလို့ထည့်တယ်လေးပရိတ်ပေါ့နော်အဲဒီမှာလဲတင့်နောက်ပိတ်လို့ထောက်တယ်လေးနောက်ပိတ်ကလေးထိတ်လို့ကစားတယ်ဒီသုံးလုံးကနှစ်နှစ်နှစ်ခတ်လေးပရိတ်လို့ကစားတယ်ဒီမှာလဲတင့်နောက်ပိတ်လို့ထောက်တယ်ငါးနောက်ပိတ်ကငါးထိတ်လို့ ထည့်ပြီးတော့မှဒီသုံးလုံးနှစ်နှစ်နှစ်ခက်ပရိတ်လေးလို့သူကကစားတာ။ကဲကောင်းပြီ။အဲ့ဒီလိုကစားပြီးကြနဲ့ဘာကိုထပ်ပြီးကစားနေတာလဲဆိုတော့သူ့ရနောက်တစ်နှစ်မှာသူ့ရနောက်တစ်နှစ်မှာထွက်တဲ့နှစ်ဦးကနန်းသည်နော်သူ့ရဒီဘက်မှာတစ်နှစ်နှစ်နှစ်မြောက်ပေါ့နော်။နှစ်နှစ်မြောက်တဲ့ကတစ်ခါရဘေးရကနန်းသည်သူ့ရနောက်တစ်နှစ်နှစ်ဦးကိုထွက်တယ်။အဲ့လိုထွက်ပြီးတဲ့တပင်နှစ်ပင်သုံးပင်လေးပင်မှာ6ခါအဲ့ဒီ6ခါသည်သူ့ရညာဘက် တနည်းနှစ်နှစ်သုံးနှစ်မြောက်မှာ6ခါတည်6ခါလို့ဒီမှာပြန်ထည့်လိုက်တယ်။ဒါဆိုရင်ဦးနဲ့တို့ဒုတိယကတ်မှာလည်းဒီမှာရှိတယ်3လေးနှစ်တည်တနည်းချပြီဒီဘက်နှစ်မှာနော်ဒီမှာတစ်ခါရဲ့ဘေးရကနန်းတည်သူ့ရဲ့နောက်တနည်းနှစ်ဦးကစားတယ်။ကစားပြီးတော့မှတပင်2ပင်3ပင်4ပင်နော်6ခါအဲ့ဒီ6ခါတည်တနည်းနှစ်နှစ်သုံးနှစ်မြောက်မှာလည်း6ခါ6ခါလို့လှမ်းထည့်။ဟုတ်ပြီ။ဒါဆိုရင် နဲ့တို့ဒီမှာလည်းအဲ့ဒီလိုပဲ335လို့ဖြစ်လိုက်တယ်တနစ်နှစ်နှစ်မြောက်တဲ့မှာဒီတစ်ခါရဲ့ဘေးရကဏ္ဍ95ဆိုတဲ့ကဏ္ဍဒီသူ့ရဲ့နောက်တဲ့နှစ်နှစ်ဦးအကွက်ရှိဖြစ်နေကစားတယ်ကစားပြီးရတဲ့တနစ်တပင်2ပင်3ပင်4ပင်မြောက်က6ခါတည်တနစ်နှစ်နှစ်3နှစ်မှာ6ခါတည်သူကလှန့်ထဲတော့ဒါတိုင်မင်ကိုဦးနဲ့ငါတည်လိုက်တာပေါ့နော်တည်ကောင်းပြီအဲ့တော့အဲ့ဒီလို့ ခါ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 လို့တင်လိုက်တဲ့အတွက်ကိုဒီတစ်ကလည်းသူနဲ့တိုင်ပင်ကွာဝေးတူတူမှာတစ်ထိဒီမှာလည်းခါ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 လို့တင်လိုက်တဲ့အတွက်ဒီတစ်ကလည်းသူနဲ့တိုင်ပင်ကွာဝေးတူတူမှာတစ်ထိကဲကောင်းပြီဒါဆိုရင်ဒီမှာခါခါလည်းခါခါလို့ကစားတဲ့အတွက်ဒီတစ်ကလည်းသူနဲ့တိုင်ပင်ကွာဝေးတူတူမှာတစ်ထိလို့ကစားတယ်ကစားတော့ထောက်ချက်တွေကိုအကုန်လုံးပြောမယ်ဆိုရင်ကတော့အများကြီးပေါ့ဗျာနော်နော် အဲ့ဒါတွေကတော့အသေးစိတ်ကတော့ကဲဦးနဲ့ရှင်းမပြတော့ဘူးအဲ့တော့ ဖြစ်စဉ်တွေအားလုံးကိုဦးနိုင်ကဒါတိုင်မင်ကိုတည်လိုက်တယ်တည်ပြီးတာနဲ့ဒီသုံးလုံးနှင်းနှစ်ရဲ့နှက်ခတ်၄ပြိတ်ရဲ့တပွဲကြော်ပါဒီကနန်း၃၅လေးဆိုတဲ့ကနန်းဒီဒီ၆ခါ၆ခါလို့ဖြစ်တဲ့နှစ်ထဲမှာ၃၅လေးဒီမွေကနန်းဖြစ်နေဒီမှာတကွက်ထွက်တယ်နော်ဒီမှာတကွက်ထွက်တယ်နှစ်ကွက်ထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒီမှာလည်းဖြစ်စဉ်တွေအားလုံးကိုတည်လိုက်တယ်ဒီသုံးလုံးပေါင်းရင်နှစ်နှစ်နှက်ခတ်ပြိတ်၄ လေးရဲ့တပွဲကြွားဒီကနန်းဒီလေးငါးနှစ်ဆိုတဲ့ကနန်းဒီ6ခ6ခလို့ဖြစ်တဲ့နေ့ထဲမှာလေးငါးနှစ်ဆိုတဲ့ကနန်းပတ်လေမွေးကနန်းဖြစ်နေကစားတယ်ပေါ့နော်ကဲကောင်းပြီဒါဆိုရင်ဒီမှာလည်းနှစ်နှစ်ရဲ့နှစ်ခက်၄ပြိတ်လို့ဖြစ်ခဲ့တဲ့အတွက်သူ့ရဲ့တပွဲကြွား930ဆိုတဲ့ကဏ္ဍဒီ6ခါက6ခါလို့ဖြစ်တဲ့အတွက်ကိုဒီနှစ်ထဲမှာ930ဆိုတဲ့ကဏ္ဍဒီဒါမွေးကဏ္ဍအဖြစ်နဲ့ကစားမှာပေါ့နော် ငွေကနန်းဖြစ်တဲ့ကစားမှဆိုတော့ကြတော့ကောင်းပြီအဲ့ဒီမှာဥနိုင်ပထမဦးဆုံးဒီ site ထဲကနေငွေကနန်းတွေနှစ်ကွက်ပြခဲ့တာပေါ့နော်အဲ့ဒီလေးလေးပရိရဲ့တပွဲကျော်ကဒီကနန်းကလည်းငွေကနန်းထွက်တာထွက်ခဲ့တယ်လို့သူ့ရဲ့နှစ်ပွဲကျော်က136ဆိုတဲ့ကနန်းနော်136ဆိုတဲ့ကနန်းကလည်းအဲ့ဒီနှစ်ထဲမှာနော်၄၃၅ကလည်းနှစ်ပွဲဟိုနှစ်ကြိမ်ကစားတယ်လို့၁၃၆ဆိုတဲ့ကနန်းကလည်းအဲ့ဒီနှစ်ထဲမှာ ူကမွေးကနန်းအဖြစ်နဲ့ကစားခဲ့တယ်ပေါ့နော်တစ်တုံးချောက်ကအော်ဒီမှာနော်တစ်တုံးချောက်ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ကစားတယ်၄50လည်းမွေးကနန်းကစားတယ်ကောင်းပြီဒါဆိုရင်ဒုတိယကမ္ဘာလည်းဒီ၄52ရဲ့နှစ်ပွဲကျော်က633ဆိုတဲ့ကနန်းကလည်း၄52လည်းမွေးကနန်းဖြစ်ရမယ်633လည်းဖြစ်ရမယ်ပေါ့နော်၄52လည်းဒီမှာထွက်တယ်393လည်းဒီမှာထွက်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ခုနကတို့ဒီမှာနော်ဒီ၄ပွဲရဲ့တပွဲကျော်က930ဆိုတဲ့ကနန်းကလည်းမွေးကနန်းအဖြစ်နဲ့ကစားရမယ်သူရဲ့နှစ်ပွဲကျော်က လေးခွန်ရှစ်ဆိုတဲ့ကဏ္ဍကလည်းဒီနေ့ထဲမှာဒါကစားရမှာပေါ့နော်ကစားရမှာဆိုတော့ဥနိုင်ငံအားလေးကိုဒီပွဲမှာပရိရှိကြိုက်တဲ့မိတ်ဆွေတွေအတွက်ပေါ့နော်930ဆိုတဲ့ကဏ္ဍလေးကိုပဲဥနိုင်ငံပြပေးလိုက်မှာပေါ့နော်လေးခွန်ရှစ်ကတော့ဒါကိုကြိုက်ရင်လည်းမွေးထားလိုက်ပေါ့နော်အဲ့တော့ဥနိုင်ငံဒီစိုက်ကလေးကို လွန်ခဲ့တဲ့နှစ်ပွဲကြော်တော့ကပြဘူးတယ်။နော်ဒီကလင်နာမှာလည်းရေးထားတယ်ပေါ့နော်။930အား၄08အားမွေးဆိုပြီးတော့ပထမဦးဆုံး၃ထိတ်က၃ထိတ်လို့ကစားတယ်။၃ထိတ်၃ထိတ်လို့ကစားပြီး၃ပရိတ်လို့ထည့်တယ်။ထည့်ပြီးじゃနဲ့ဒီမှာ9ဒီမှာ1ဒီမှာ3၃ထိတ်၃ထိတ်၃ပရိတ်လို့ထည့်တယ်9 2 3လို့ထည့်တယ်။ထည့်ပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာ၃၃ညာကွန်ပတ်လည်နဲ့ဒီနေရာမှာ960ပတ်လည်လို့သူကစားခဲ့တယ်။ပထမတစ်ကက်ပေါ့နော်။ ကဲကောင်းပြီဒါဆိုရင်ဒုတိယကဒုတိယကမှလည်း၃ထိပ်က၃ထိပ်လို့ကစားတယ်၃ပြိတ်လို့ကစားတယ်၅နှစ်၃လို့လုံးတူလေးတွေထည့်တယ်ထည့်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာ၃တုံညာကွန်ပတ်လည်နဲ့၉တုံညာငါပတ်လည်လို့တန်ပင်กว่าဝေးတူတူမှာကစားလိုက်တယ်ဟုတ်ပြီဒါဆိုရင်အဲ့ဒီလို့ကစားလိုက်ပြီးတာနဲ့ तू ကအဲ့ဒီစနစ်ထဲမှာ तू ကဘာဆက်ပြီးကစားနေတာလေဆိုတော့เนาะ ်ပရမရကမှာ3ထိတ်3ထိတ်3ပရိ9နှစ်3 3000ခွန်ပတ်လဲ990ပတ်လဲလို့ကစားပြတာ ਨੇ 990ပတ်လဲရဲ့အပေါ်မှာဒီ3လုံး3000 93ဆိုတဲ့ကနေနေသူ့ရဲ့နောက်တဲ့နှစ်မှာဒီနေရာမှာတစ်ချိန်ထွက်တယ်နောက်တစ်ခါနော်20နဲ့နှစ်ချိန်မှာတစ်ချိန်ထွက်တယ်နှစ်ခါပြန်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာလဲအဲ့လိုပဲ3ထိတ်3ထိတ်3ပရိ9 2 3 3 3ညခွန်ပတ်လဲ990ပတ်လဲကစားရရဲ့အပေါ်က ။ဦးတုံညာခွန်းဆိုတဲ့ကနေ့ကသူ့ရဲ့နောက်တစ်နှစ်မှာဒီမှာတစ်ကြိမ်ထွက်တယ်။20နဲ့3နှစ်ကြိမ်မှာတစ်ခါထွက်တယ်။ဒါကဦးတုံညာခွန်းဆိုတဲ့ကနေ့ထွက်ရော။ထွက်တော့အဲ့ဒီစနစ်ထရနေပြီးတော့ရှူတောင်းတစ်ခုနဲ့ဦးနိုင်ငါတစ်ခါထပ်ပြီးတော့ကစားပြ။အဲ့တော့ဒီ3တုံညာခွန်းကိုွေးထားခဲ့တဲ့ကနန်း3လုံးဒီမှာထွက်ရော။အဲ့ဒီမှာထွက်ပြီးတာနဲ့အဲ့ဒီနေရာကနေပြီးတော့ဦးနိုင်တို့ရီလိုက်ပေါ့နော်သူ့ရဲ့ဘေးမှာတေ နှစ်သုံးလေးငါးခြောက်ခွန်းဒါခုနှစ်ကြိမ်မြောက်မှာသုံးနှစ်ခွန်းဆိုတဲ့ကဏ္ဍလေးရဒီကွေးထားတဲ့ကဏ္ဍသုံးလုံးဒီမှာ ထွက်တယ်ထွက်တာရဲ့ဘေးကနေရှိလိုက်၁နှစ်သုံးလေးငါးခြောက်ခွန်းဒီခုနှစ်ကြိမ်မှာ သူနဲ့ထောက်ပြန်တယ်ဒီမှာထွက်မဲ့ကဏ္ဍဒီနော် ွေးထားတဲ့ကနန်းဒီမှာထွက်တယ်ထွက်ပြီးတာနဲ့သူကနေပြီးတော့ထောက်ပြီးတော့ဒီမှာထွက်မဲ့ကနန်း၃နှစ်ခွန်ဒီဘယ်ရဘယ်ရနေလာတဲ့ကနန်းလဲဆိုတော့ဒီကနန်းက20နဲ့2ချိန်မှာပြန်ကြတယ်ကြတာရဲ့ဇောင်းကကနန်းဒီကနန်းကသူနဲ့ထောက်ပြီးတော့ဒီမှာလာပြီးကော့ရှိဖြစ်နေကစားတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာလဲအဲ့ဒီလိုပဲကိုတုံညာခွန်းဆိုတဲ့ကနန်းဒီသူ့ရဲ့နောက်တစ်နှစ်ဒီမှာလာထွက်ပြီးထွက်တော့သူ့ရဲ့ဘေးကနေပြီးတော့1 2 3 4 5 6ခွန်း ဒီနေရာမှာထွက်မဲ့ကဏ္ဍနော်အဲ့တော့ကိုတုံညာခုံးဆိုတဲ့ကဏ္ဍကဒီနေရာမှာတစ်ချိန်ထွက်တယ်သူကနေပြီးထောက်လိုက်တော့ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီအဲ့ဒီကိုတုံညာခုံးဆိုတဲ့ကဏ္ဍဒီဒီမှာ20နဲ့2ချိန်မှာပြန်ကြကြနေသူ့ရဲ့ဇောင်းကကဏ္ဍ63ဆိုတဲ့ကဏ္ဍဒီဒီနေရာမှာ သူထွက်မှာလားအဲ့တော့ဒီဥနဲ့ကအဲ့ဒါကိုဒါပရမအရှုဆောင်အမြင်ကလေးနဲ့နော်63ဆိုတဲ့ကဏ္ဍလေးကိုဒါဥနဲ့ကဒီနှက်ကစီးကနေပြပေးတယ် တော့ရှစ်ချောက်သုံးကိုကြိုက်တဲ့မိတ်ဆွေတွေကဒါဥနိုင်ကမေတ္တာလက်ဆောင်ပြပေးလိုက်တာပေါ့နော်ရှစ်ချောက်သုံးကြိုက်တဲ့မိတ်ဆွေတွေကဒါဥနိုင်ညင်တဲ့ဟာလေးကိုမေတ္တာလက်ဆောင်ပြပေးတာဟုတ်ပြီအဲ့တော့ဒါကဒီဒီထောက်ချက်နဲ့ယူတဲ့စနစ်နော်ဒီအပြာရောင်လေးပေါ့ဒီသုံးသုံးညခွန်ကိုလိုက်တဲ့ကဏ္ဍဒီနောက်တစ်နှစ်မှာနှစ်ခါပြန်ကြရတယ်ပရမတစ်ခါကြာတာနဲ့အချိန်ကြိုက်မှာထွက်မဲ့ဒီကဏ္ဍဒီနောက်တစ်ခါပြန်ကြရဲဇောင်းကကဏ္ဍ ပေါက်ခဲ့တယ်လို့ဒုတိယကမှလည်း9ဒုံညခုံးဆိုတဲ့ကဏ္ဍအကွေးလေးဒီနောက်တစ်နှစ်မှာနှစ်ခါကြရတယ်ကြာလိုက်လို့ဒီကဏ္ဍကနေဒီနေရာမှာကြမဲ့ထောက်လိုက်တဲ့ကဏ္ဍဒီဒုတိယပြန်ကြရဲ့ဇောင်းကကဏ္ဍဆိုဒီကဏ္ဍဟုတ်ပြီဒါကတနည်းပေါ့နော်ကောင်းပြီအဲ့တော့တိုင်မင်းနေအဲ့ဒီလူတွေတည်ပြီးတာနဲ့နော်380ပတ်လဲ990ပတ်လဲလို့ကစားပြီးတော့တပင်းနှစ်ပင်း3ပင်ကြော်လိုက်ရင်6 1 1ဆိုပြီးတော့ မာဝါထိုင်ထောက်တယ်ထောက်ပြီးတော့ဒီနေရာမှာရှစ်ခွန်နှစ်ဆိုပြီးတော့ဖရိတ်တစ်ခုထပ်တယ်နော်ဒီမှာလဲ380ပတ်လဲ96တုံညာပတ်လဲကစားတယ်တပင်းနှစ်ပင်းသုံးပင်းဆိုတော့611လို့ပါဝါထိုင်ထောက်တယ်ထောက်ပြီးတဲ့ဒီနေရာမှာရှစ်ခွန်နှစ်ဆိုပြီးတော့ဒက်ဖရိတ်ကိုတဲတယ်ကောင်းပြီအဲ့ဒီလိုတဲလိုက်တာ ਨੇ သူ့ရဲ့တပွဲကျော်ခုဆက်တဲ့ချိန်မှာထွက်မယ်ခဏဒီလိုဖရိတ်တဲလိုက်တယ်တဲပြီးတဲ့သူ့ရဲ့တပွဲကျော်ဆက်တဲ့ချိန်မှာထွက်မယ်ခဏ အဲ့ဒီဆက်တဲ့ချိန်မှာထုတ်မဲ့ကနေကဘယ်ရနေလာမှလဲလာမှလဲဆိုတော့ကောင်းပြီအဲ့ဒီတော့ဒီဆက်တဲ့ချိန်မှာဒီကနန်းလေးမထွက်ခင်သူ့ရဲ့အပေါ်မှာနော်သူ့ရဲ့အပေါ်မှာဥနိုင်တို့ဒီမှာ6ချိန်မှာပေါ့နော်6ချိန်မှာဒါဥနိုင်6 8ခွန်အောင်ခဲ့တဲ့ line ဒီဒီစီဒီ line နေလဲပါတယ်ပေါ့နော်အဲ့ဒါလေးကိုဒါ6ချိန်ယူပြီးပြအဲ့ဒီ3ညခွန်3ညဆိုတဲ့ကနန်းမထွက်ခင်6ချိန်မှာထွက်မဲ့9ခွန်3ဆိုတဲ့ကနန်းဒီဘယ်ရနေလာခဲ့ရမှာလဲဆိုတော့နော် သုံးထိတ်သုံးထိတ်သုံးပရိတ်လို့ဖြစ်တဲ့နှစ်ထဲမှာငါးပရိတ်ငါးရဲ့တပွဲကျော်မှာ၉ပရိတ်ပရိတ်ငါးပရိတ်၉ရဲ့ဘေးကငါးခွန်သုံးဆိုတဲ့ကဏ္ဍကြီး၆ချိန်မှာလာထွက်ရမယ်ထွက်ပြီးတော့သူ့အောက်မှာ20ခွန်နောက်တွဲလို့ကစားမယ်နော်ကစားပြီးတော့သူ့ရဲ့နှစ်ပွဲကျော်မှာဘူပရိတ်လို့ထောက်မယ်ထောက်ပြီးတော့မှဒီမှာထွက်မဲ့၃ညာခွန်၃ညာဆိုတဲ့ကဏ္ဍကြီးနော်ခုနဒီမှာဒီဖြစ်စဉ်တွေ frame တွေတည်ခဲ့တယ်611လို့ကိုေးတယ် ရှစ်ခုနဲ့ဖရိန်တည်ပြီးရတဲ့ဒီဆက်တဲ့ချိန်မှာထွက်မဲ့ကနန်းသည်ဘယ်ရနေလာလဲဆိုတော့ကောင်းပြီဒါဆိုရင်၃၃လို့ဖြစ်ပြီးတော့တနည်းနှစ်နှစ်၃နှစ်မြောက်ထဲမှာ၅နှစ်၄ဆိုတဲ့ကနန်းတကွတဲ့တယ်ငါးနှစ်လေးဆိုတဲ့ကနန်းတကွက်ကိုတဲ့တယ်တည်ပြီးလာရဲ့သူ့ရဲ့ဇောင်းမှာဒီသုံးလုံးပေါင်းခြင်း၄၄ရဲ့ပါဝါဒီသုံးလုံးပေါင်းခြင်း၉လို့ထည့်လိုက်တယ ခဲ့ပြီးတာနဲ့တုံညသည်ပုံလေးပိတ်ခဲ့တဲ့တုံညခွန်တုံညဆိုတဲ့ကနန်းသည်ဒီဖြစ်စဉ်တွေကိုတီးမိပြီးတော့ဒီနေရာမှာတုံညခွန်တုံညလို့တဲရွှေတယ်ဟုတ်ပြီအဲ့ဒီလူတွေမရွှေ့ခင်မှာ तू ကဒီဒီနှစ်ဥမာကစားမဲ့တုံလေးနှစ်တည်တဲ့အဲ့ဒီ9နှစ်လေးတဲ့ထွက်ခဲ့တဲ့နှစ်သေးက၃ခါ၉ခါ၃ခါ၉ခါလို့ထောက်တာရဲ့ဘေးက လေးသုံးနှစ်ဆိုတဲ့ကနေကနှစ်ဦးမှသူကတည်ခဲ့ရမှာတည်ပြီးတော့မှသူရဲ့နောက်တဲ့နှစ်6ချောင်းမှာဒီဘက်နှစ်မှာငါးပရိကိုးပရိရဲ့ဘေးရကနန်းကိုထည့်မှာထည့်ပြီးတာနဲ့နှစ်ခွန်နောက်တွဲကစားမယ်29နောက်တွဲကစားပြီးတာနဲ့သူ့ရဲ့နှစ်ပွဲကျော်မှာဘူပရိကစားမယ်ဘူပရိကစားပြီးတာနဲ့သူ့ရဲ့အောက်မှာကစားမယ်ကနန်းဒီ ငါးနှစ်လေးတဲလို့ကစားမယ်ကစားပြီးတဲ့ထိတ်စီးသုံးလုံးပေါင်းခြင်းလေးကိုဒီသုံးလုံးကိုးလို့ထည့်ပြီးတုံညာပုံတွေပိတ်ပြီးတဲ့ဒီတုံညာခွန်တုံညာဒီဒီနေရာမှာတဲရွှေတယ်ဒါပရမတ်တကက် ကောင်းပြီဒါဆိုရင်ဦးနဲ့တို့ဒုတိယအကက်နော်ဒုတိယကမှလည်းအဲ့ဒီလိုပဲ611လို့ထည့်တယ်8ခု2လို့ကစားတယ်ကစားတော့ဒီနေရာမှာထွက်မဲ့ကဏ္ဍဒီသူမထွက်ခင်သူ့ရဲ့အပေါ်6ကြိမ်မှာထွက်မဲ့68ခုဆိုတဲ့ကဏ္ဍဒီပရမတ် အကက်ကလိုပဲနော်သုံးထိတ်သုံးထိတ်သုံးပရိလို့ဖြစ်တဲ့နှစ်ထဲမှာဦးနေတို့ဒီမှာကြည့်လိုက်နော်၅ပရိတပွဲကျော်မှာ၉ပရိ၅ပရိ၉ပရိရဲ့ဘေးက၈၆ခုံးဆိုတဲ့ကဏ္ဍကဒီနေရာမှာအကွက်ရွှေဖြစ်နေ၆ချိန်မှာလာကစားမှာအဲ့လိုကစားပြီးတဲ့အတွက်သူ့ရဲ့နောက်မှာနှစ်ခွန်နောက်တွဲကစားတယ်နှစ်ခွန်နောက်တွဲကစားပြီးတော့သူ့ရဲ့နှစ်ပွဲကျော်မှာပူပရိလို့ထည့်လိုက်တယ်ထည့်ပြီးတော့မှဒီမှာထွက်မဲ့ကဏ္ဍဒီဘေးကနေလာမှာလဲဆိုတော့ကောင်းပြီဒီ၃ဒီ၃ ဖြစ်ခဲ့တဲ့တွင်သူ့ရဲ့ဘေးကနေတနည်းနှစ်နှစ်သုံးနှစ်မြောက်တည်းမှာနော်9နှစ်၄ဆိုတဲ့တန်းဒက်တယ်9နှစ်၄လို့ဒက်တယ်ပြီးရတယ်ထိတ်စည်းသုံးလုံးပေါင်းချင်း၄ဒီနှလုံးနဲ့ဒီခါနဲ့၉လို့ဖြစ်ပြီးတုံညဒီပုံတွေပိတ်လိုက်တယ်နော်ပထမအကက်ကလိုပဲအတူတူပဲ9နှစ်၄လို့ဒက်တယ်ထိတ်စည်းသုံးလုံးပေါင်း၄ကိုဒီခါနှလုံးနဲ့ဒီခါနဲ့၉လို့တည်ပြီးတုံညလို့ပိတ်လိုက်တဲ့390ဆိုတဲ့ကဏ္ဍဒဲ့ဒီဒီနေရာမှာဥနဲ့က390လို့ရွှေ့လိုက်ရှင်တာ နော်သူရွှေ့ဖို့အတွက်ကိုလည်းအစင်းစင်းနေဦးနဲ့ပြောခဲ့ပြီနော်ကောင်းပြီ तू ကအဲ့မှာဒီနေရာလေးကိုရွှေ့ဖို့အတွက်ကိုခုနပြောခဲ့တယ်လို့ဒီ9နှစ်လေးလို့တဲ့တဲ့ကလေးနှစ်ထဲမှာ3ခါ5ခါသူ့ဘေးကကိုကိုခုံးဆိုတဲ့ကဏ္ဍဒီနှစ်ဦးမှာအကွက်ရှိဖြစ်နေသူကကစားခဲ့ရမှာဒီဟာလေးကစားတာလေးကအင်မတန်ထောက်ချက်လေးကောင်းတယ်နောက်တစ်ခုဒီကိုကိုခုံးနှစ်ဦးမှာကစားခဲ့တဲ့အတွက ်ဘာတွေဆက်ပြီးအလုပ်လုပ်မယ်ဆိုတာကိုဥနိုင်ငံထပ်ပြီးရှင်းပြအောင်ဒါပထမ390ဆိုတဲ့ကဏ္ဍရဲ့အယူဆတစ်ခွက်ကိုပြောပြတယ်နော်ကဲကောင်းပြီဒါဆိုရင်ဖြစ်စဉ်တွေအားလုံးကို3ထိပ်3ထိပ်3ပြိတ်9 2 3 390ပတ်လေ990ပတ်လေတဲတယ်တဲပြီးတာနဲ့ဒီဆက်တဲ့ချိန်မှာကြမဲ့ကဏ္ဍဒီ611လို့ပါဝါထိုင်းထောက်တယ်၈ခုနဲ့ဒဲတယ်ပြန်တယ်ဒီမှာထွက်မဲ့ကဏ္ဍဒီ၅နှစ်လေးဒဲတယ်တဲ့ထိပ်စီး၃လုံး၄ ခါနှလုံးနဲ့ဒီခါနဲ့ကိုးလို့ပုံသေးဖြစ်ပြီးတော့တုံညနောက်ပိတ်နဲ့တုံညခွန်တုံညဒီမှာဒဲရွှေခဲ့တယ်လို့ဒုတိယအကတ်မှာလည်းအဲ့လိုပဲတုံးထိတ်တုံးထိတ်သုံးပရိ9နှစ်သုံးနော်လုံးလူထဲ့တယ်380ပတ်လဲ990ပတ်လဲ611လို့ကစားမိတာနဲ့82လို့ဖရင်ကိုတင်ပြီးတဲ့သူ့ရဲ့တပွဲကြောင်မှာထွက်မဲ့ကနန်းဒီ9နှစ်လေးလို့တဲ့တဲ့တဲ့ထေစီသုံးလုံးပေါင်းရင်း၄ ခါနှလုံးနဲ့ဒီခါနဲ့ကိုလို့ဖြစ်ပြီးတုံညာနောက်ပိတ်လို့ကစားခဲ့တဲ့390ဆိုတဲ့ကဏ္ဍကိုဒါဒီနေရာကိုဆက်တဲ့ချိန်390ဒက်ဒါထွက်ရှင်တာဒါကဖရိန်လေးကိုတီးပြီးတာနဲ့အကျိတ်ကြိုက်ကစားတဲ့စနစ် ကောင်းပြီဒါဆိုရင်အကျိတ်ကြိုက်မကစားဘူးခုနဦးနိုင်ပြောခဲ့တယ်လို့နော်ဦးနိုင်ခုနပြောခဲ့တယ်လို့ဒီ၃ခါ၉ခါ၃ခါ၉ခါလို့ဖြစ်တာရဲ့ဒီဘေးက 3443နှစ်ဆိုတဲ့ကဏ္ဍဒီနှစ်ဦးကိုသူကစားခဲ့တယ်။ကစားခဲ့တော့အဲ့ဒီနှစ်ဦးကိုဒီကဏ္ဍလေးအကွက်ရှိကစားဖို့တော့ကိုသူကဘာကြောင့်ကစားခဲ့လဲဆိုတော့သူ့ရဲ့ထောက်ချက်ကလေးอ่ะနော်သူ့ရဲ့ထောက်ချက်ကလေးဒီနှစ်ထဲမှာဒီ3ခါလို့ဖြစ်တဲ့နှစ်ထဲမှာဒီမှာခွန်41ဆိုတဲ့ကဏ္ဍဒီ20နဲ့2ချိန်မှာခွန်3ညနက်ခတ်ထောက်ပြီးတဲ့ခွန်41ပတ်လေ22ချိန်မှာထောက်ခဲ့ရမှာထောက်ခဲ့တဲ့အတွက်ကို3ခါ4ခါလို့ထောက်တာရဲ့ဒီကဏ္ဍဒီနှစ်ဦးကိုသွားပြီးကစားတယ် အဲ့လိုကစားပြီးတာနဲ့တပင်းနှပင်းသုံးပင်လေးပင်မှာသုံးပရိတ်လို့သူထောက်ထားတယ်။နေဦးမှာဒီကနအကွက်ရွှေကစားတယ်။6ပင်မှာ3ပရိတ်လို့ထောက်တယ်3ပရိတ်လို့ထောက်ပြီးတာနဲ့သူ့ရဲ့ဘေးမှာထွက်မဲ့ကဏ္ဍသည်5ပရိတ်6ပရိတ်ရဲ့ဘေးကကဏ္ဍနော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်3ခါ6ခါဒီမှာရှိတယ်6 6ခုဆိုတဲ့ကဏ္ဍသည်2ဦးကိုသူကလာပြီးကစားတယ်ဒီကဏ္ဍလေးကစားဖို့အတွက်ကို <coughs> ဒီ၃ခါလို့ဖြစ်တဲ့နှစ်သေးက20နဲ့2ချိန်မှာတိလေးခွန်ပတ်လေလို့သူထောက်ထားတယ်။ခွန်တုံညထောက်တယ်တိလေးခွန်ပတ်လေထောက်လို့မို့၃ခါ၉ခါရဲ့ဒီမှာရှိတဲ့ကဏ္ဍဒီနှစ်ဦးကိုသူကစားတယ်။ကစားပြီးတဲ့တပင်း၂ပင်၃ပင်၄ပင်၅ပင်နော်ဒီကနေ့ရည်လိုက်မယ်ဆို6ချိန်ရောက်မှာ၃ပရိတ်ပဲသူထောက်တယ်။နော်နှစ်ဦးမှာဒီကဏ္ဍကွက်ရွှေကစားတယ်ဒီမှာလဲတင်နောက်ပိတ်နဲ့73ပရိတ်ပဲထောက်တယ်ထောက်လို့သူ့ရဲ့ဘေးမှာထွက်မဲ့ကဏ္ဍဒီ9ပရိတ်9ပရိတ်ရဲ့ဘေးကကဏ္ဍဒီမှာလာထွက်တယ် နော်ဟုတ်ပြီအဲ့ကြတော့အဲ့ဒီဖြစ်စဉ်နေねကစားလိုက်တယ်ကစားလိုက်တော့ဒီခွန်တုံညာနက်ခတ်ထောက်တာခွန်တုံညာနက်ခတ်ထောက်တယ်ခွန်လေးတစ်ပတ်လေဖရိန်ကိုတည်ပြီးတာ ਨੇ ၃ခါ၉ခါတပွဲကျော်ပါ၄၃နှစ်က2ဦးကိုကစားပြီးတော့ သူ့ရဲ့အောက်1 2 3 4ချိန်မြောက်မှာတင်းနောက်ဘိတ်နဲ့73ပြိတ်လို့ကစားလိုက်တဲ့3ကိုတည့်ရဲ့3 4 2เนาะဒီ3နဲ့ဒီ3နဲ့ဟာ6ဒီ4နဲ့ဒီ9နဲ့ဟာ3ဒီ2နဲ့ဒီ1နဲ့ဟာ3 6 3 3ဆိုတဲ့ခဏနေဒီနှစ်ထဲမှာတဲ့ကစားမှာတဲ့ကြမှာတဲ့ကြပြီတဲ့ကြတော့သူကဘယ်အချိန်မှာကြမှာလဲ6 3 3ဒီပြိတ်က1မို့လို့ နှစ်ပရိနှစ်ပရိနှစ်ပရိလို့သုံးချက်တန်းပြီးတော့မှဒဲကြမှာအဲ့မှာ तू ကဘာနဲ့ထောက်ထားရမလဲဆိုတော့သူ့ရဲ့ဒီဘက်ကိုလာလိုက်ပေါ့1 2 3 4 5 6 6ရဲ့အပေါ်မှာ4 1 6က4 1 6လို့4 1 6က4 1 6လို့ပုံစံလိုကိုွေးမယ်ကိုွေးပြီးတာနဲ့1 2 3 4 5 6ပြင်အောက်မှာခုနပေါင်းခဲ့တဲ့633ဒီထွက်မယ်ထွက်ဖို့အတွက်ကို633ပြိတ်1ဒီ နှစ်ပရိတ်ကြောင့်နှစ်ပရိတ်နှစ်ပရိတ်နှစ်ပရိတ်လို့၃ချက်လေတမ်းမယ်နှစ်ချက်ထောက်နဲ့ထွက်မယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာလဲခွန်၃ညာနှစ်ခတ်ထောက်တယ်တိလေးခွန်ဖရိန်ကိုတည်တယ်တည်တဲ့နှစ်ထဲမှာပဲ၃နဲ့၉နဲ့ထောက်ခဲ့တဲ့၉၉ခွန်ဆိုတဲ့ကဏ္ဍကနှစ်ဦးထွက်ပြီထွက်တော့သူ့ရဲ့အောက်မှာ၁၂၃၄၅ချိန်မြောက်မှာလဲတင်းနောက်ပိတ်နဲ့သုံးပရိတ်ဆိုပြီးလှန့်ထောက်တယ်ဒီမှာလဲတင်းနောက်ပိတ်နဲ့သုံးပရိတ်လို့လှန့်ထောက်တယ်ဒီမှာလဲတင်းနောက်ပိတ်နဲ့သုံးပရိတ်လို့ထောက်တယ်ထောက်တဲ့အတွက်သူ့ရဲ့ဘေးမှာထွက်မဲ့ကဏ္ဍကလည်း ပရိင္းပရိကုရဲ့ဘေးရကဏ္ဍကိုအကွက်ရွှေ့ဖြစ်နေသူထောက်လိုက်ပြီထောက်လိုက်တော့အဲ့တော့ဒီမှာ9နဲ့4နဲ့ပေါင်းတာ3ခွန်နဲ့8နဲ့ပေါင်းတာ9 9နဲ့1နဲ့ပေါင်းတာ3ည3 9 3ညဆိုတဲ့ကဏ္ဍဒီဒီဘက်နှစ်ကိုထွက်ရမှာထွက်ရမှာဆိုဒီအချိန်ကိုထွက်ရှင်တာဘာဖြစ်လို့လဲဆိုတော့သူပရိရှိကြောင်သူ့ရဲ့ဒီဘက်မှာလည်း10ပရိ10ပရိ10ပရိဆိုပြီးတော့3ချက်တန်းမှာအဲ့ကဏ္ဍနေလည်းတူနေပြီနော်9 30 9 3ည3 ၃၅၃ညကနန်းနဲ့လည်းတူးနေပြီဗရိတ်ကလည်းတူသွားပြီတူတော့ဒီထောက်ချက်တစ်ခုနေတာမဟုတ်ဘူးဒီမှာ၁၂၃၄၅၆ပင်ရဲ့အပေါ်မှာလည်း၄၆၁၁က၄၆၁၁လို့ပုံစံတူထည့်လိုက်ပြီးတော့တပင်း၂ပင်၃ပင်၄ပင်၅ပင်၆ပင်ရဲ့အောက်မှာထွက်ရမှာဗရိတ်ကလည်း၃ခုဟာရှစ်ပရိတ်ဖြစ်တဲ့အတွက်ရှစ်ပရိတ်တန်းအောင်မှာဖြစ်တဲ့အတွက်ပေါင်းရင်းတဲ့ကနန်းလေးကိုဒါ၃၅၁ကိုအင်မတန်မှ ရှာပါတယ်ပေါ့နော်ကစားွက်လေးကောင်းတဲ့အတွက်ကိုဒီကနန်းလေးကိုဒါဥနေကပရိရှိထဲမှာရွေးချယ်ပေးလိုက်ခြင်းဖြစ်တယ်နော်အပရမတကတ်မှာဒီ3လေးနှစ်နဲ့ဒီ3ကိုတင်းနဲ့ပေါင်းလိုက်တဲ့633ဆိုတဲ့ကနန်းဒီဒီဘက်နှစ်ကို633တဲထွက်မှာထွက်မဲ့ချိန်မှာပရိနှစ်ကြောင့်ဒီမှာလဲနှစ်ပရိနှစ်ပရိနှစ်ပရိလို့3ကတန်းမှာဒီကနန်းလေးထွက်ဖို့အတွက်ကိုတပင်2ပင်3ပင်4ပင်5ပင်6ပင်ရဲ့အပေါ်မှာလဲ416ကို416လို့ပုံစံတူလေးကြွေးခဲ့ပြီးတော့မှာ ထောက်ပြီးတော့မှနှစ်ချက်ထောင်းတဲ့ဒီနေရာကိုဒီလိုပေါင်းတဲ့ကဏန်းလေးတည်တဲကြမှာအဲဒုတိယကမှာလည်းအဲ့လိုပဲဒီမှာပေါင်းခဲ့တဲ့เนาะ3 5 3ဩလိုင်းကမကောင်းဘူးเนาะเนาะအမှန်မှန်လေးပြအမှန်ဦးနိုင်လေအဲ့တော့ဒီမှာပေါင်းခဲ့တဲ့เนาะ3 5 3ညဆိုတဲ့ကဏန်းလေးသူ့ရဲ့နောက်တစ်နှစ်ဒီနေရာလေးကိုဦးနိုင်ကကြာကျင်တာကြာဖို့အတွက်ကိုလည်းဗရိတ်3 5 3ညဒီဗရိတ်ရှိဖြစ်တဲ့အတွက်ကိုရှစ်ဗရိတ်ရှစ်ဗရိတ်ရှစ်ဗရိတ်ကလည်းတန်းပြီ ဘရိတ်ရှိကလည်းနှစ်ချက်ထောင်းနေပြီဒီမှာလည်းဘရိတ်ရှိထွက်ရမှာ3 9တဲ့ကြိုက်သွားရောအဲ့တော့ဒီမှာ1 2 3 4 5 6ဘင်းရဲ့အပေါ်မှာလည်း4 6 1က4 6 1လို့ထောက်ခဲ့တဲ့တော့ကိုဒီနေရာကိုကြာတင်တာ